အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့တာတမီချင်းအတူတူဘလိုက်တဲ့မိဘတွေတကယ်ရှိတယ်ဆိုတာပြောပြလာတဲ့အမကြီးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာလောက်ကိုင်ပါလေမိဘတိုင်းတာတမီကိုမချစ်ဘူးနော်တာတမီကိုမချစ်တတ်တဲ့မိခင်ဖခင်ဆိုတာတကယ်ရှိတယ် မိဘဆိုတာမွေးပြီးရင်ပြီးပြီဆိုပြီးတော့ညီတို့မွေးပေးခဲ့တဲ့ကျေးဇူးရှိတယ်ဆိုပြီးတုံးတဲ့မိဘလေးရှိတယ်မိဘဆိုတာမွေးပြီးရင် လောကတွေကိုခေါ်ပြီးကိုသားသမီးကိုတာဝန်ကျင်ရတယ်ကိုသားသမီးကိုဖြစ်နိုင်ရင်လမ်းပြမှာဈေးကြောင်ကျွေးရင်လည်းကျွေးရမှာမွေးပြက်ကြောင်ကျွေးရင်လည်းကျွေးရမှာအဲ့လိုမကျွေးဘဲနဲ့ကိုသားသမီးတွေစီကအကျိုးမြတ်ကိုယူတဲ့မိဘတွေတကယ်ရှိတယ်နော်သားသမီးကိုတာဝန်ကျင်ရတယ်မွေးထားတယ်ဆိုပြီးတာဝန်ကျင်အဲ့မိခင်မပီတာကိုဖတ်ခင်မပီတာကိုကိုမိဘတွေလည်းဒီကိုတွေကိုဝန်ထမ်းသားသမီးတွေ တသမီ9ယောက်စလုံးကိုအဖေကလေခက်ခက်ခဲခဲနဲ့ဆယ်တန်းအောင်တဲ့အထိအကုန်လုံးထားပေးတာတယောက်မှတောင်းထက်လုံးလုံးမပြောခဲ့ဘူးအပင်ပန်းခံပြီးတော့အဖေကလေရောက်အောင်လက်ပတ်ရှာကြံပြီးတော့ကိုကြောင်းထားပေးခဲ့တာတာဝန်ကျေခဲ့တဲ့မိဖတဲ့မှာပါတယ်ကိုလေးလည်းဒီလိုပဲအခုချိန်ကိုသားသမီးတွေအရွယ်ရောက်နေတယ်မိခင်တယောက်တာဝန်ကိုအရေးအဖြစ်ဝပေးတယ်မိခင်တယောက်ဖြစ်ပြီးတာသမီးကိုအရင်မပေးနိုင်တဲ့မိခင်ကမိခင်မပီတာဘူးခံရတယ်မှာပါတယ်ငွေတိုင်းမပီးဘူး ်မွေးထားတဲ့ကျေးဇူးမဟုတ်ဘူးလောကကြီးကိုခေါ်လာခဲ့ကြတဲ့ကကိုကသူတို့ကို လောကကြီးထဲမှာရုန်းကန်နိုင်အောင်စောင့်ရှောက်ရမယ်တသမီးစီကဟာမမျော်ကိုပါဘူးဆိုပြီးဘာမှအလုပ်မလုပ်ပဲတသမီးကိုထိုင်ညမ်းနေတဲ့အမေတွေရှိတယ်အဲ့ဒါဒါတကယ်ရှိတာနော်တသမီးအရေးထက်အမျိုးအရေးကိုဦးစားပေးတဲ့အမေတွေလည်းတကယ်ရှိတယ်ငါတာသမီးငါတာလေးငါသမီးလေးပြန်ပန်းလို့ရမလားငါတို့လုံးလိုက်ရင်တို့ဘာဖြစ်သွားမလဲဆိုမတွေးတဲ့မိခင်ဖခင်တွေတကယ်ရှိတယ်လောကကြီးမှာ မိခင်ဖခင်လိုက်တာဝန်မချေဘူးဆိုတာဒီစကားလေးပြောပြရစီတကယ်လို့ဒီလိုမိပါလေးပါကြလို့ကိုယ်စိတ်ဆုံးနေဆုံးကိုရီးယားဒီနေ့တည်ချင်းတိတာသမီးပေါ်မှာအမြဲတမ်းတာဝန်ကြီးတယ်ကြီးအောင်နဲ့စ조사တယ်အပင်မနှစ်ဆခံတယ်ငွေခေါ်လောကကြီးတော့ကိုကခေါ်လာခဲ့ပြီးမှသူတို့အေးချမ်းမှုပေးနိုင်အောင်ပဲစ조사တယ်ပညာတွေစုံအောင်ပေးတယ် မိခင်ဖခင်ဖြစ်ပြီးသားသမီးကိုပညာဆောင်မပေးနိုင်အဲ့ဒါကိုကလောကထဲကိုခေါ်လာပြီးသားသမီးကိုဒုက္ခပေးရတယ်သူတူပဲအဲ့တော့ဒီခေတ်ဒီခါကြီးမှာကုံစိမ့်လုံးနေတဲ့ကြီးတဲ့ကြောင်းစိတ်တည်းကြီးတဲ့လောကကြီးထဲကိုကိုမတက်နိုင်ဘယ်သားသမီးမှခေါ်မလာနဲ့ခေါ်လာပြီးရင်တာဝန်ချင်အောင်လုပ်ပြရမှာပဲကိုတာဝန်ယူနိုင်မယ့်တဲ့လောကထဲကိုကလေးတယောက်ကိုခေါ်မလာပါနဲ့ခေါ်လာပြီးပြီဆိုရင်မိခင်ဖခင်တာဝန်ချင်